ကျွန်တော်ကလက်သမားဆရာဆိုလဲဟုတ်ပယံဆရာဆိုလဲဟုတ်အသက်မွေးဝမ်းကြောင်းအတွက်တမာစီဝရရလုံနဲ့ငွေရှာနေရသူစင်းရချွတ်တဲ့သူများအတွက်လက်ဝတ်ယရနာသာမပေါ်တာတသမိယရနာကတော့ထုံးကားချက်ပြနှစ်ယောက်နဲ့တပိုင်းယရနာလေးတွေပေါ့မိုးရင်းစကာလအလုတ်ပါနေချိန်မှာကျွန်တော်ရဲ့လက်သမားဆရာသမားကိုလငွေကဖုံးဆက်သွယ်လာပါတယ်ဟဲ့တောင်းထုံးအလုတ်ပေါ်လာပြီဟတင်းကျန်းရဖုန်ကြီးเจ้าမှာဆောက်လက်ဆကျောင်းဆောင်တဲ့အပိသက်မလို့တဲ့ဘာပဲဖြစ်ဖြစ်ကောင်းတာပေါ့ဆရာရဲ့အလုတ်ပါနေရတဲ့အတော်ပဲဘယ်နေ့စမလဲဆရာမနေ့ပြန်မဲစမယ်ကွာ စုံနေချက်လက်ဖေးဆိုင်မှာမနေ့9နာရီခွဲလောက်စောင့်နေကွာထော်လာကြည်လာခေါ်လိုက်မယ်ဟုတ်ကဲ့ပါဆရာကျွန်တော်ကလည်းပျော်သွားခဲ့ပါတယ်တော်သေးတာပေါ့အလုပ်လေးပေါ်လာလို့မိမကလည်းမိုးရင်းဈေးရောက်တိတ်မကောင်းတာမလို့ပါအကြီးလေးနှစ်ယောက်တည်းចောင်းဝတ်စုံအစ်စ်ကဒီနေ့ချုပ်မပေးရသေးပါဘူးအိမ်ကလည်းမိုးရီရောသူကလည်းအစ်စ်မလဲနိုင်သေးနောက်ဘေးပကံစေးတဲ့ကပြင်ကလည်းတစ်တေရအဆွေးအပေါက်တွေကြီးပါပဲကျွန်တော်တို့ဘွားတွေကဒီလိုပါပဲသူများအိမ်နေတာကောင်းအောင်လောင်းစောက်ပေးနေရတာပါကိုနေတဲ့အိမ်ကြတော့စုပ်ပြတ်တတ်နေရပါပဲဘယ်တတ်နိုင်မှမလဲဘွားဘေးကုသိုလ်ကံပေါ့ဗျာ မိမဇေယောင်မီပြန်လာတော့မိမရေငါလုတ်ရပြီကွာတော်သေးတာပေါ့ရှင်ဒီမှာလဲအကျွေးတရားလေပင်းရောက်နေပြီနောက်တနေ့မနေ့ထိုင်နေကြလက်ဖေးဆိုင်မှာသွားထိုင်ဆောင်ခဏလောက်ကြာတဲ့အခါမှာတော့လောဘော်ကိုင်းမဲ့တချို့ထော်လာကြီးတစည်းနဲ့ရောက်လာတာမလို့လိုက်သွားခဲ့ပါတယ်တင်ကျိုင်းကိုရောက်တော့ဖုန်ကြီးကျောင်းဝင်းထဲကိုဝင်လိုက်ပါတယ်တုတ်တန့်ကျောင်းလိုပဲအလွယ်ခေါ်ကြပါတယ်အုပ်ကူတွေမြေပုံတွေကကျောင်းဝင်းနဲ့ခြံစည်းဟိုပဲခြားပါတယ်စောက်ရမဲ့အဆောက်အဦကနှစ်ထပ်အုံညက်ကျောင်းဆောင်မှာအောက်ထက်ကအချောကင်မှုကျန်နေသေးပြီးတော့အပေါ်ထက်ကတော့အကာနဲ့ဗရင်းတကားတွေတက်ဖို့ကြံမှသေးတယ်အမိုးကတော့ပြီးသွားခဲ့ပါပြီ ပြောမယ်ဆိုလို့ရှိရင်တော့ရုပ်လုံးပေါ်နေခဲ့ပါပြီ။ចောင်းဆောင်သေးရဲ့ဘဘဘေးဂိုက်တရာလောက်မှာတော့ရခင်ចောင်းဆောင်ပြင်ငင်းပြင်ကတွမိုးထားတဲ့တထက်အဆောက်အဦလေးရှိပါတယ်။ဖြက်လက်စာတန်းလန်းယူပါ။ဘုန်းကြီးเจ้าမှာចောင်းနိုင်ဆရာတော်နဲ့ဥပဇင်တစ်ပါးရဲ့ကပိယတယောက်ရဲ့ပဲရှိပါတယ်။အရင်ဆောက်နေတဲ့လက်သမားဖွဲ့ကចောင်းနိုင်ဆရာတော်နဲ့အစင်မပြေတာမို့လို့လက်သမားဖွဲ့အစ်စ်ထပ်ငားထားလိုက်တာတဲ့။အဲ့ဒါနဲ့ပဲဆရာသမားညွှန်ကြားတဲ့အတိုင်းအစ်စ်ဆောက်တဲ့သူဆောက်အဟောင်းဖြက်တဲ့သူကဖြက်ပေါ့။ចောင်းဆောင်အဟောင်းကအချုပ်ပစ္စည်းတွေပြန်သုံးလို့ရတဲ့ဟာတွေကိုအစ်စ်မှာပြန်သုံးပါတယ်။ ပြောမယ်ဆိုရင်တော့ပစ္စည်းအစ်စ်ကများပါတယ်။ကုလားငွေကလည်းလောဝါကလေးပုံမှန်ရှင်းပစ်နေတော့မိသားစုစာဝတ်နေရတဲ့အဆင်ပြေနေခဲ့ပါတယ်။စောင်းနေတုန်းချိန်မှာပဲတပတ်ဟိန်နူတင်းကြိုင်းတဲ့ကအလုပ်တစ်ခုထပ်အပ်လာလို့ပူပြော်ရပါတယ်။ရက်20ကျော်လောက်အကြာမှာတော့တုတ်တန်ကျောင်းဆောင်အစ်စ်ကတော်တော်လေးပြီးသွားခဲ့ပါပြီ။ဆရာတော်ကလည်းကျောင်းဆောင်အစ်စ်နောက်မှာထင်းထားဖို့အတွက်တဲလီတလုံးထပ်ဆောက်ပေးခဲ့ပါအောင်ဆိုလို့အလူသဘောနဲ့ကျောင်းဆောင်အစ်စ်ကတက်အဟောင်းနဲ့တိုင်အဟောင်းနဲ့သွတ်အဟောင်းနဲ့ထပ်ဆောက်ပေးလိုက်ပါတယ်။ကျောင်းဆောင်အဟောင်းကဖြတ်ထားတဲ့သွတ်မိုးတွေကတော့15ကျက်လောက်ကျန်နေပါသေးတယ်။အဲ့ဒါနဲ့ပဲဆရာတော်ကိုတွားလျှောက်လိုက်ပါတယ်။ ဖမထင်းတဲတော့ပြီးသွားပြီဖျားတစ်တေကတော့မကောင်းတော့လို့ထင်းမဲ့ခွဲပေးခဲ့ပါတယ်သူကတော့15ကျက်လောက်ကြံနေသေးတယ်ဖျားဖမဘာလို့အောင်မလဲမရှိတော့ပါဘူးကွယ်အဲ့ဒါဆိုလို့ရှိရင်လေပုံနေတဲ့သွတ်တွေကိုတဏီယာမှာသာထောင်ထားခဲ့လိုက်ဖမကအဲ့လိုမိန်လိုက်တော့ကျွန်တော်ကလည်းအိမ်မှာအမိုးသွတ်တွေပောက်ပြီးတော့မိုးယိုနေရပြေးပြီးတရီရလိုက်မိပါတယ်အဲ့ဒါနဲ့ပဲဆရာတော်ဖမဒီသွတ်တွေအเจ้าမှမလို့တော့ဘူးဆိုလို့ရှိရင်တပည့်တော်ပြန်ရောက်မှလားဖျားတပည့်တော်အိမ်မှာလည်းသွတ်တွေမကောင်းတော့လို့ပါဖျားမိုးတွေလည်းယိုနေလို့ပါ သူ့အစ်စ်ကြတော့လေဝယ်ဖို့မတက်နိုင်သေးပါဘူးဖေ။ဩဒဂါကြီးရဲ့ဒဂါကြီးအိမ်အတွက်လိုရဲဆိုရင်ကြုံမရောက်ပါဘူး။အလကားပေးလိုက်မယ်ယူသွားယူသွား။ကျွန်တော်ပျော်သွားခဲ့ပါတယ်။တင်ပါဖေ။ကျေးဇူးတင်ပါတယ်ဖေ။ဖုံဖုံစီကခွင့်ပြုချက်ရပြီမလို့ကျွန်တော်ကလည်းပုံနေတဲ့သူ့တွေကိုသွန်းနှန်းကျုံနဲ့ပတ်ခါလိတ်လိုက်ပါတယ်။အားလုံးမောင်သူ့အကောင်းကြီးပဲ၁၂ချက်တောင်ရပါတယ်။ပြန်သုံးလို့တော့ရပါသေးတယ်။အပြန်ကြတော့သူ့လက်ကြီးကိုထော်လာကြည့်ပါတင်တော့ဆရာလက်ငွေကဘယ်ကသူ့တွေလဲကွာ။ကျောင်းဟောင်းကသူ့အပူတွေပြဆရာတော်စွန့်လိုက်တာ။အိမ်ကပေါက်နေတဲ့သူ့တွေလည်းလဲမလို့လေ။ မင်းကလည်းကွာတင်းကျိုင်းမြရာပစ္စည်းတွေကိုအာဖုန်ကြီးကြောင်းကပစ္စည်းပြဆရာတော်ကိုယ်တိုင်ဆွတ်လိုက်တဲ့ဥစ္စာဘာမှဖြစ်ပါဘူးဗျာအေးကွာမဖြစ်ရင်လည်းပြီးတာပဲလာသွားကြမယ်ကျွန်တော်တို့အဖွဲ့လေးထော်လာချင်နဲ့ပြန်လာခဲ့ကြပါတယ်အိမ်ကိုရောက်တော့သွတ်တွေကိုအိမ်ရှိခြံစည်းရိုးတိုင်မှာထောင်ထားလိုက်ပါတယ်မိမမိမညနေဈေးရောင်းကနေပြန်လာတော့မေးပါသေးတယ်ကိုတောင်းတော့ဒီသွတ်တွေကဘာလို့ဖို့ရုံတော့ဒိုးအိမ်ကမိုးမလုံးတဲ့သွတ်တွေနဲ့လဲမို့လေကွာအစ်စ်ဝင်ဈေးကြည့်တယ်ဟာအစာဦးအောင်ဖြတ်တဲ့တွေကပို့လို့ယူလာတာကွာအဲ့ဒါဆိုလည်းပြီးရပါပဲတော့ရှင်ရတဲ့ချိန်သွတ်တွေလဲလိုက်ပါတော့ နောက်နေ့တွေမှာလည်းတုတ်တန်ကြောင်မှာအလုပ်လက်ဆက်တက်ဖြစ်ပါတယ်။ဆက်လို့ရေလုပ်ငန်းပြီးပြီဆိုတော့တပတ်ဟိန်နူတင်းကြိုင်ဘက်မှာအဆောက်အဦးတစ်လုံးဆက်ဆောက်ကြပါတယ်။အလုံနာတဲ့တရက်မှာတော့အိမ်ရတုံမူကလည်းမိုးရွာတာနဲ့ပဲရေရီယူနေတာမလို့ပုံးနေစလုံးနေခံထားရတဲ့အခြေအနေဖြစ်နေပါတယ်။အလုံနာရဲ့လေတော့တွတ်တွေလဲဟုတ်မှာပါကွာ။ကျွန်တော်အလုပ်ထဲကအကူကောင်လေးကတပတ်လမ်းမှာနေတာမလို့မုံမိုးပြီးပြီးတော့ဝိုင်းကူလှုပ်ခိုင်းလိုက်ပါတယ်။ဒီနေ့မိုးမိုးရွာတာနဲ့တုံမိုးလဲတာလည်းခဏလေးနဲ့ပြီးသွားခဲ့ပါတယ်။အိမ်ရှိကမ်းမှာ၅ချက်အိမ်ခန်းထဲမှာ၄ချက်မိဖို့ကြောင့်မှ၃ချက်လဲလိုက်ပါတယ်။ နေကင်း၃နာရီလောက်လဲကြာအောင်မိုးတွေအတက်ကုန်ရွာပါလေရောအမိုးအတွတ်တွေကတော့မိုးမယိုတော့ပါဘူးအဲ့ဒါနဲ့ပဲမိမပြန်လာတဲ့အခါမှာတော့မိုးမယိုတဲ့အကြောင်းပြောရပါတယ်ကောင်းတာပေါ့ရှင်မဟုတ်လို့ရှိရင်ကြမ်းနေလဲဆွေးတော့မယ်ညာ၉နာရီချိန်လောက်မှာတော့အိမ်မှာကြည့်စရာလဲ TV တစ်ခုတည်းရှိတာမလို့မိသားစုတွေက TV ကြည့်နေတဲ့အချိန်မှာပဲအိမ်နောက်ဖေးဘက်ကနေတကြွကြွနဲ့တပြောင်းပြောင်းတဝုံးဝုံးဆိုတဲ့အတန်နေကြားလာရပါတယ်ဟဲ့မိမဘာတန်လဲဟာအော်တော်ကလဲနောက်ဖေးကပြင်းမခွေးတက်တာနေမှာပေါ့ရှင်အဆန်းလောက်လို့ မနေ့လှုပ်ဆင်းရမှာမလို့ TV ကြည့်တာရက်လိုက်ပြီးတော့၁၀နာရီလောက်မှအိပ်ရာဝင်လိုက်ကြပါတယ်။ညတကောင်ကျော်အချိန်မှာတော့ဝုံငနေဆိုတဲ့အတန်အိမ်ကြောင့်လန်နိုးသွားခဲ့ရပါတယ်။ခေါင်းကြီးကဓမီကိုယူလိုက်ပြီးတော့အိမ်နောက်ဖေးဘက်ကိုထွက်လာခဲ့လိုက်ပါတယ်။နောက်ဖေးလည်းရောက်ရောပတ်ဝန်းကျင်ကိုဓမီထိုးကြည့်ပါတယ်။ဘာမှမရှိဘာမှမတွေ့ရပါဘူး။ဟာကျန်းနေရလဲတော်တော်လေးကိုအချိန်နေစိုးနေပါလား။ဒီလာတဲ့တော့ကျန်းနေလဲလဲရအောင်မယ်။မဟုတ်လို့ရှိရင်ကလေးတွေကြမ်းကြုံကြကုန်မယ်။အိပ်ပြသွားပြီးတိတ်မကြခင်မှာပဲအိမ်နောက်ဖေးဘက်ကနေခွေးဥဒဏ်တွေကိုကြားရပြန်ပါတယ်။ စိတ်ထဲကနေလဲစောက်ခွေးတွေကအေးဆေးကိုမအေးရဘူးဆိုပြီးတော့တွေးပြီးတော့ပြန်အိပ်လိုက်ပါတယ်။မနေ့ကျတော့ဟိန်နူတင်းကျိုင်းမှာအစာဦးသွားဆောက်ကြပါတယ်။နေ့လယ်စာစားပြီးတော့အလုပ်ပြန်စဖို့လုပ်နေတော့မိမစီကနေဖုန်းလာလို့ကောက်ကင်လိုက်တော့ကုတောင်းထွန်းအကြီးကောင်ရမ်းဖျားနေလို့စေးကန်းသွားပြရအောင်။ရှင်ပြန်လာလို့ရလား။အေးငါခုဆရာကိုပြောပြီးပြန်လာခဲ့မယ်ဟုတ်ပြီလား။ကျွန်တော်ကလည်းဆရာကိုလာငွေကိုအချိန်နေသွားပြောလိုက်ပါတယ်။ဆရာကလည်းသူ့ဆိုင်ငယ်ယူသွားဆိုတာနဲ့ပဲဆိုင်ငယ်နဲ့အိမ်ကိုအမြန်ပြန်လာခဲ့လိုက်ပါတယ်။အိမ်ကိုပြန်ရောက်တော့ဘလို့ဖြစ်တာလဲဟာ။မနေ့ကငါထွက်သွားတော့အကောင်းကြီးပါ။ မှန်စမ်းအဲ့လိုပြောဆိုပြီးတော့အကြီးကောင်ရဲ့နှစ်ဖူးပေါ်ကိုလက်တင်ပြီးတော့စမ်းကြည့်လိုက်ပါတယ်ဟာတော်တော်ပူနေတာပဲဟာစီကန်းသွားမှဖြစ်မယ်မိမရဲ့ကလေးကိုကျွန်တော်နဲ့မိမကြမှာခွာထိုင်ခိုင်းပြီးတော့ဆိုင်ကနေပဲရက်ွက်ဈေးနဲ့စီကန်းကိုထွက်လာခဲ့လိုက်ပါတယ်ဆရာဝန်ကစမ်းသက်ပြီးတော့ကလေးကိုစေးတလုံးထိုးပေးလိုက်ပါတယ်တောက်ဆေးတွေလည်းပေးလိုက်ပါတယ်မသက်သာရင်တော့ဆေးုံတင်ရမယ်တဲ့ကလေးနေမကောင်းတာနဲ့ကျွန်တော်ကလည်းအလုပ်ထဲပြန်မသွားကျင်တာမလို့ဆရာကိုလန့်ငွေစီကိုဖုံးဆက်ပြီးတော့အကျိုးကြောင့်လမ်းပြောတဲ့အခါမှာတော့ဆရာဆိုင်ကလာမပို့နဲ့တော့အပြန်ထွက်လာခြင်းနဲ့ပဲလိုက်လာပြီးတော့ကျွန်တော်ရင်လာခဲ့မယ်တဲ့တော်သေးတာပေါ့ ဆရာသဘောကောင်းစာနာတတ်သူမို့ပါကလေးကိုအပူကြအောင်လို့ရေဘက်ဝတ်တိုက်ပြီးစံမြိုလေးလှုပ်ပေးပြီးတော့တိုက်တော့လဲစကားပြတ်မပြောခေါင်းမဲရမ်းနေပါတယ်အိမ်နောက်မှာတော့မိမကိုမိမမင်းဈေးသွားရောက်ရင်သွားရောက်လေသွားငါကလေးကိုစောင့်နေလိုက်မယ်အပြန်ကြရင်တော့ကြက်သားစံမြိုလေးတိုက်လို့ရအောင်ကြက်သားလေးနည်းနည်းဝယ်ခဲ့အောင်နော်အေးပါတော့အေးပါအေးပါကလေးမသက်သာလို့ရှိရင်ဖုန်းလန့်ဆက်လိုက်နော်ကျွန်တော်မိမထွက်သွားမှပဲအကြီးကောင်လေးကိုစောင့်ကြည့်နေလိုက်ပါတယ်ตาจีလေးอ่ะ9နှစ်ပြည့်တော့มาပါ2တန်းจ้องตาပါအငယ်မလေးကတော့တန်းမှာသူကတော့จ้องตาနေပါတယ် ရက်ွက်ထဲကမူလာတန်းကြောင်းလေးမှာပဲထားထားတာပါစီးပွားရေးလည်းမကောင်းတာမို့လို့အခုလိုမျိုးကျမ်းမာရေးမကောင်းရင်အပိုငွေကုန်ကြေးကျဖြစ်တော့အဆင်မပြေလပါဘူးတားလေးမြမြနေကောင်းပါစေလို့သာဆုတောင်းနေမိပါတယ်ခဏလောက်နေတော့တမီးလေးကကြောင်းဆင်းပြီးတော့ပြန်ရောက်လာပါတယ်မိငယ်လေးကိုကိုနေမကောင်းတော့အယမ်းမဆူနဲ့ကြားလာလိမ့်မာရင်တော့တမီးလေးကတမီးလေးကလည်းလိမ့်မာပါတယ်ဘလာဆောက်ထဲမှာပုံလေးတွေပဲထိုင်ဆွဲနေပါတယ်ဟော့တားလေးမျက်လုံးပွင့်လာပြီတာတက်တာရဲ့လားတဖာစားခြင်းလဲဖေးရုပ်ပြောနော်တဆီလဲတောက်အောင်မယ်အားလေးရှိအောင်လို့ဆံပြုတ်လေးနည်းနည်းလာတောက်မလား ကလေးရကောင်းခါပါတယ်မျက်လုံးဖွင့်ပြီးတော့အပေါ်ဝဲကြည့်နေပါတယ်တက်ကိမုံစားမလားတော့ဝယ်လိုက်မယ်လေအဲ့လို့ဆိုတော့လေခေါင်းမဲခါနေပြန်ပါတယ်ဆေးလည်းမတိုက်ရသေးဘူးဘယ်လိုလုပ်ရပါမလဲမဖြစ်ဘူးမဖြစ်ဘူးစံမြုပ်အတင်းတိုက်မှရမယ်ဆေးတောက်ရအောင်ပါစံမြုပ်ကိုစားလေးခတ်ပြီးတော့ဇလုံထဲထည့်တားလေးကိုအိယာကထုတ်ပြီးတော့ဇွန်းလေးနဲ့အသားလေးပါဇက်ပေါက်ဝါကိုတိပေးလိုက်ပါတယ်တောက်ပါသားရဲ့တဆေးတောက်အောင်မယ်လေနော်ပါဇက်ထဲကိုဇွန်းထိုးထည့်ပြီးတော့စံမြုပ်လေးတိုက်လိုက်ပါတယ်ဘာမပြောညာမပြောနဲ့ကျွန်တော်လက်ထက်ကစံမြုပ်ဇလုံကိုယူပြီးတော့မောတောက်ချပလိုက်ပါတယ်အိုးသားရဲ့ဖြည်းဖြည်းစားပါတီးကုန်ပါအောင်မယ် ရှိသေးလားအော်အေးနည်းနည်းကြံသေးတယ်တားရဲတွားထည့်ခဲ့ပြီမယ်နော်ခဏလေးတော်သေးတာပေါ့တားလေးကအစာဝင်သွားလို့ပါအိုးရရဲ့ဆံမျိုးအကုန်ထည့်ခဲ့လိုက်ပါတယ်ကလေးကလည်းဗိုက်စာရောပေါ့ရော့တားလေးဇွန်းနဲ့ခွန်တိုက်တာမရပါဘူးလက်နဲ့ယူပြီးတော့သာမော့တောက်နေပြန်ပါတယ်ငါသားရဲ့ဘလို့ဖြစ်နေရလဲဖြည်းဖြည်းတောက်ပါဟာဒီမှာအကုန်လုံးဖိတ်ကုန်ပြီထက်ထည့်ပေးအောင်ကုံမီးသားရဲ့တားမဝသေးဘူးလားအဲ့ဆိုဖေးဆံမျိုးထက်တယ်လောက်မယ်နော်ခဏလေးဆောင်ရော့ရော့ဆေးလေးတောက်ထားလောက်ဆေးတိုက်တဲ့အခါမှာတော့ခေါင်းခါပါတယ်အတင်းချော့တိုက်မှပဲတောက်ပါတယ် သားလေးကထက်တောက်အောင်မယ်ဆိုတာကြောင့်မိဘကြောင့်လည်းဝင်ပြီးတော့ဆံမြုပ်တို့ထက်တယ်လိုက်ပါတယ်အသားကတော့ဘာသားမှမရှိပါဘူးခဏလောက်ကြာတော့ဆံမြုပ်ဦးဆူလာခဲ့ပါပြီဆံမြုပ်ဦးကိုချားဇလုံနဲ့ပြောင်းထည့်ပူနေသေးတယ်မလို့ကျွန်တော်ကလည်းဆံမြုပ်ဇလုံလေးကိုဇွန်းနဲ့မွေပါဇက်ကနေလည်းမြမြအေးအောင်လေနဲ့မုန့်နေပါတယ်သားလေးဘေးမှာခွန်ကြွေးဖို့ထိုင်နေတော့သမီးငယ်ဟာဖေးကြီးဖေးကြီးအဲ့လိုလမ်းခေါ်တာနဲ့အေကန်းနဲ့ကိုထွက်လာခဲ့ပါတယ်ဘာလဲသမီးငယ်သူဆွဲထားတဲ့ကတ်တုန်းပုံလေးတွေခေါ်ပြီးတော့ပြတာပါတော်လိုက်တဲ့သမီးလေးရဲ့ပုံနေဆက်ဆွဲနေုံနော်ကိုကိုကိုဖေးကြီးဆံမြုပ်တိုက်လိုက်အောင်မကြလား အဲ့လိုမျိုးပြောပြီးတော့အိတ်ခမ်းထဲကိုပြန်ဝင်လာခဲ့လိုက်ပါတယ်ဟမ်စံမြို့ပုဂံထဲမှာစံမြို့တွေတစ်စက်မှရှိမနေတော့ပါဘူးဘလို့များတောက်လိုက်တာလဲတာရဲ့ဒါလောက်အပူကြီးကိုအပူတွေလောင်ကုန်တော့မှာပဲထက်ထက်ပဲဦးဟမ်အော်အေးအေးခဏလေးနော်တာဦးထဲမှာနည်းနည်းပဲကြံတော့တာဒါလောက်စားမယ်လဲထင်မထားပါဘူးအဲ့ဒါကြောင့်မယ်စံမြို့ကိုနည်းနည်းလေးပြုတ်ထားတာကြောင့်လက်ကျန်စံမြို့လေးထည့်ပြီးတော့တာကိုထပ်တိုက်လိုက်ပါတယ်တာကအခုထိဇွန်းနဲ့ကိုမတောက်တာပါမော်ပဲတောက်နေပါတယ်ငါတာဘလို့ဖြစ်နေမှန်းမသိဘူးဘာဖြစ်ဖြစ်ပါအစာစားတာပဲတော်ပါသေးတယ်ထဲ့ဟာ ကုံမိသားရဲ့ တားစားတာများနေပြီလေကွာဘိုက်တွေနာနေလိမ့်မယ်မေးလာမထက်စားနော်အခုတော့ခဏလဲနေလာအောင်နော်တားဆံမြုပ်ကိုပဲထက်ထက်ခိုင်းနေလို့အတင်းချော့ပြီးတော့အိတ်ခိုင်းရပါတယ်ကျွန်တော်လည်းတားကိုကြည့်လိုက်သမီးငယ်ကိုတွားကြည့်လိုက်နဲ့လုံနေရပါတယ်ညနေ6နာရီကျော်လောက်မှာတော့ဆရာကုလငွေနဲ့၃ယောက်ဟာထွေလာကြီးနဲ့ကျွန်တော်အိမ်ကိုရောက်လာခဲ့ပါတယ်တောင်းထွန်မင်းသားအချင်းတွေဘလို့လဲကွာတက်တာပါတယ်ဆရာရဲ့အခုတော့အိတ်နေရဲ့ဗျာအေးကွာမိုးရင်းကဖျားနာတွေပေါ့တယ်ဟာယော့ယော့မင်းတို့မိသားစုစားဖို့ငါအိမ်အတွက်ဝယ်ရင်လည်းမင်းတို့အတွက်ပါဝယ်လာတာကျေးဇူးစီချက်နှစ်ပွဲကျေးဇူးပါဆရာရဲ့ ရပါတယ်ကွာမလို့ပါဘူးကလေးသက်သာရင်တော့ကျွန်တော်မနေ့ပြန်လို့ပြန်ဆင်းပါမယ်ဆရာအားအဲ့ဒါပြူမနေနဲ့ကွာကလေးသာကိူးဆိုင်ဟုတ်ပြီလားငွေတွေပါလို့ရင်လည်းပြောကြလားဟုတ်ကဲ့ပါဆရာလောလောဆယ်တော့မလို့သေးပါဘူးဗျာအေးအေးအဲ့ဆိုလည်းငါတို့ပြန်လာအောင်မယ်ကွာနော်အော်ဟုတ်ဆရာဒီမှာဆရာဆိုင်ခဲ့တော့ဆရာကိုလာငွေတို့ပြန်သွားခဲ့ကြပါတယ်ဆရာတကယ်ကိုစိတ်ရင်းကောင်းလာပါတယ်ကျွန်တော်တို့မိသားစုကိုလည်းအမြဲကူညီပါတယ်ဆရာပေးခဲ့တဲ့ကျိုးစီချက်နှစ်ထုပ်ကိုမိဖို့ကြောင့်လည်းပကံစင်တိုင်စွန်းမှာချိန်ထားလိုက်ပါတယ်မိမပြန်လာမှအတူတူစားကြမယ်ပေါ့ တားကြီးကလည်းအိယာထဲမှာမိန်းနေပြီမလို့ရေချိုးလိုက်အောင်မယ်ဆိုပြီးတော့အိမ်ရှိရေတိုင်ကြီးမှာရေစင်းချိုးနေလိုက်ပါတယ်။အိမ်မေးမှနေတဲ့ဒေါ်ထွေးကတောင်းထွန်းအကြီးကောင်လေးတက်တာရဲ့လားဟဲ့။ဟုတ်ကဲ့တက်တာတဲ့တော့ရဲ့။တရင်မေးစကားဆိုပြီးတော့အိမ်မော်ပြန်တက်လာခဲ့လိုက်ပါတယ်။အိမ်ခန်းထဲဝင်တော့တားကြီးကိုမတွေ့ရပါဘူး။ဟမ်ခုနကအိမ်နေရပါဘယ်ရောက်သွားပြန်ပြီလဲမသိဘူး။အိမ်ခန်းထဲမှာလည်းမရှိဘူး။အိမ်သားများတက်နေရလားမသိဘူး။အဲ့လိုမျိုးတွေ့ပြီးတော့မိဖို့ကြောင့်လည်းဝင်လာခဲ့လိုက်ပါတယ်။ဟမ်မိဖို့ကြောင့်ကြမ်းမြင့်မှာခုနဆရာလက်ငွေပေးခဲ့တဲ့ကျေးဥစီကျအထုပ်တထုပ်ကိုဖြီးပြီးတော့ စောင်းကြောင်ထိုင်ကလက်နဲ့ငမ်းမရစားနေတာကိုတွေ့လိုက်ရပါတယ်။တာဘလို့ဖြစ်တာလဲကွာ။တားစားကျင်လို့ချင်းဖေးကြီးထည့်ပေးမှာပေါ့။ဘာလို့အဲ့လိုကြီးစားနေရလဲ။အဲ့လိုမျိုးပြောပြီးတော့ကျေးဥစီချက်ထုတ်ကိုလမ်းယူလိုက်တော့ကျွန်တော်ရဲ့လက်ကိုပုတ်ထုတ်လိုက်ပါတယ်။အထုတ်ကိုထပ်ဆွဲတော့လက်နဲ့ထပ်ပုတ်ပါတယ်။ရံမူနေတဲ့ပုံစံကြီးပါ။အဲ့ဒါနဲ့ပဲအထုတ်ကိုအတင်းလူဆွဲလိုက်တော့မတ်တက်ထရက်ပြီးတော့ကျွန်တော်စီကနေပြန်လာလူပါတယ်။ကျွန်တော်ကလည်းစီချက်ထုတ်ကိုအပေါ်မျောလိုက်ပြီးတော့အိတ်ကိုပြန်ချီပြီးတော့ပကန်းစင်ပေါ်မှာပြန်တင်ထားလိုက်ပါတယ်။တားကြီးကလည်းပကန်းစင်ပေါ်ကိုအတင်းလိုက်ဆွဲနေတာမလို့သူ့ကိုလည်းဆွဲရပါသေးတယ်။ လက်တွေရောပါဇက်တွေရောပေပွားနေတာမို့လို့လက်အတင်းဆွဲပြီးတော့ရေပုံးနဲ့ရေနဲ့ရေဆေးပေးရပါတယ်။အိတ်ခမ်းနဲ့အတင်းပွေ့ချီလာတော့လည်းတဟင်းဟင်းနဲ့ကျွန်တော်ရန်တွေ့ပြီးတော့ယုံကန်နေပါသေးတယ်။အဲ့ဒီအချိန်မှာပဲကိုတောင်းနှွန်ကိုတောင်းနှွန်ရှင်ပဲရောက်နေရလဲကျမဒီမှာပြန်ရောက်နေပြီ။အော်မိမကြီးလာပြီလာပြီငါအိတ်ခမ်းနဲ့မှာဟာဒီမှာနင့်သားတော်တော်လေးစိုးနေလို့ကလေးပဲတော့နေမကောင်းတော့ဂျစ်တိုက်နေမှာပေါ့။မိမကြီးညကျရင်စံမြုပ်မလုပ်နဲ့တော့မင်းသားတော်မှာစံမြုပ်40လုံးနဲ့ကျေးဥစီချက်တွေအများကြီးစားထားအစာမကြေဖြစ်နေလိမ့်မယ်။မနေ့မှစံမြုပ်တိုက်လိုက်တော့ အင်းမအဲ့ဒါဆိုလဲကြက်သားကြီးလုံးထားလိုက်မယ်လေနော်ညရောက်တော့ကလေးကကိုပူမကြသေးပါဘူးညစည်းတော့တိုက်ထားပြပါပြီအဲ့ရဝင်တော့အကြီးကောင်ကိုကျွန်တော်ညာပဲအငယ်မကိုကျွန်တော်တို့လင်မယားကြားမှာထားပြီးတော့တိတ်ပါတယ်အငယ်မလေးအဖျားကူးမှဆိုလိုပါအဲ့လိုကောင်းနေတော့မှပဲဂလုံးဂလန်ဆိုပြီးတော့မိဘကြောင့်ပဲကအိုးခွက်ပကံနေပြုတ်ကြတဲ့အကြောင်းကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးနိုးလာခဲ့ပါတယ်စောက်ကြွက်တရားလဲကွာအေးစေးကိုမေးရအောင်ပြန်အိမ်မယ်ဆိုတော့မှပဲဘေးကိုလက်နဲ့ဆန်းကြည့်လိုက်တော့ဟမ်အကြီးကောင်ဘေးရောက်နေအောင်ဒီဘက်ကိုပြန်ဆန်းတော့လဲအငယ်မလေးကိုပဲဆန်းမိပါတယ်ဟဲ့မိမ နင့်ဘက်မှာအကြီးကောင်လားမိမကလည်းစမ်းကြည့်တယ်ထင်ပါတယ်မရှိပါဘူးရှင်ကလည်းရှင်းဘက်မှာအိတ်နေတဲ့ဥစ္စာအမောင်ထဲမှာလက်နဲ့စမ်းမိမယ်လဲမတွေ့တာမလို့ခေါင်းရင်းကဓမီကိုလမ်းယူလိုက်ပြီးတော့ထိုးကြည့်တော့ချင်းအောင်ထဲမှာကကျွန်တော်တို့၃ယောက်ထဲပါအကြီးကောင်မတွေ့ရပါဘူးချင်းအောင်ပြင်လမ်းကြည့်တော့လည်းမတွေ့ရပြန်ပါဘူးဟာဒီကောင်ဘယ်ရောက်သွားပြန်ပြီလဲမသိပါဘူးမတွေ့ဘူးဆိုလို့ရှင်လဲရှာပါအောင်ရှင်လင်မယားနှစ်ယောက်ကလည်းလူးလဲထဓမီနဲ့ထိုးပြီးတော့အိတ်ခမ်းထဲကနေထွက်ကြည့်ပါတယ်အိတ်ခမ်းထဲရောက်တော့လည်းမတွေ့ရပါဘူးမိဖို့ကြောင့်လည်းဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ဟမ်အကြီးကောင် စောင်းကြောင်ကြီးထိုင်ပြီးတော့ကိုညနေဆောင်မိမလုံးထားတဲ့ကြက်သားစိမ့်တွေကိုစားနေရပါတားလေလာစမ်းကွာမိဘာကြီးလုံးနေပြန်ပြီလေဟာလက်ကိုအတင်းဆွဲခေါ်ပြန်တော့လဲပြန်ယုံကံပြီးတော့ပါဇက်ကလည်းတဟင်းဟင်းနဲ့ရံပြန်တွေ့နေပါတယ်မျက်လုံးကြီးနဲ့လည်းကျွန်တော်တို့ကိုစူးရဲစွာစိုက်ကြည့်နေရပါကျွန်တော်သားတရေကြောက်တတ်ပါတယ်ညဆိုရင်အိမ်သာတက်ရင်တော့လူလိုက်ဆောင်ပေးမှတကားဖွင့်ပြီးတော့အိမ်သာတက်ရဲတဲ့ကောင်မှာအခုတော့အချိန်မတော်ကြီးထပြီးတော့ချက်တော့မချက်ရသေးတဲ့ကြက်သားအစိမ်းနှုံးတွေကိုလာထစားနေပြန်ပါပြီမိမကလည်းကြမ်းမြစ်မှာကြာနေတဲ့ကြက်သားတို့တချို့ကိုလည်းပြန်လိုက်ကောက်ပြီးတော့အိုးတွေကိုပြန်ထည့်နေပါတယ် ။အိုးထဲမှာတော့တဝက်ကြော်ကြော်ကုန်နေပါပြီ။ရေခွက်ယူပြီးတော့ပါဇက်နဲ့လက်တွေကိုဆေးပေးလိုက်ရပါတယ်။ဒီနေ့ငါသားဘလို့ဖြစ်နေရလဲ။စကားလည်းပြန်မပြော။တဟင်းဟင်းနဲ့လည်းပြန်ယုံနေ။ဒီညကြမှာကွာမီးတွေကလည်းပြက်နေသေးတယ်။မိုးတွေကလည်းတုံးတချင်းချင်းနေ။တာအီကိုအိရတဲ့ကိုပြန်ထည့်ပေးမယ်လေ။ तू ကမအိပ်ဘူးဗျာ။ပြန်ထနိုင်လို့အတင်းပြန်လဲပြီးတော့တိတ်ရပါတယ်။ဖျောင်းနိုင်လေးထုံးပြီးတော့လင်မယားနဲ့ကွာခြင်တော်ထဲမှာငုတ်ထုတ်ထိုင်နေလိုက်ကြရပါတယ်။မိမကြီးနင့်သားဒီနေ့ဘာတွေဖြစ်နေမှန်းမသိဘူးကွာ။မူမမှန်ဘူးဟာ။ နေကင်းကလည်းစံပြုတ်အပူကြီးတွေမော့တောက်တာလေးဘက်ကန်တော့ကုံသွားတယ်အဲ့ဒီပြင်ကျိုးစီချက်စားလိုက်တာလည်းတပွဲနီးပါပဲအခုလည်းမနေ့ကမှချက်မယ်ဆိုပြီးလုံထားတဲ့ကြက်သားတုံးတွေကိုယူစားနေပြန်ပါပြီဘလူးတရေစီးနေတဲ့အတိုင်းပဲပြောရင်လည်းကျွန်တော်အတွေးထဲဝင်လာခဲ့ပါတယ်ဟမ်သွတ်ပြားတွေသွတ်ပြားတွေတုတ်တန်ကြောင်ကငါယူလာတဲ့သွတ်ပြားတွေဓမီနဲ့အမိုးကိုလှမ်းထိုးကြည့်လိုက်မိပါတယ်တနေ့ကငါယူလာတဲ့သွတ်ပြားတွေကြောင်များလားကျွန်တော်တွေးရင်လည်းလန်သွားခဲ့ပါတယ်မိမမိမငါငါတို့မားပြီနဲ့တူတယ်ဟာဘာမားတာလဲတော့အရင်မရှိအဖျားမရှိနဲ့ ဟိုဟိုကလေငါမနီးရမနက်ကလဲထားတဲ့တွတ်တွတ်တွတ်တွေလေအေးလေအဲ့ဒါဘာဖြစ်လို့လဲအခုမိုးမမယူတော့တဲ့ဥစ္စာမိုးမယူတော့ပြောတာမဟုတ်ဘူးမိမရဲ့အဲ့ဒီတွတ်တွေကတုတ်တန်ဖုံးကြောင်အတွတ်တွေဟာရှင်ရှင်ပြောတော့အဆောက်ဦးဟောင်းဖြတ်တော့ပိုတဲ့တွတ်တွေယူလာတာဆိုအေးလေဖြတ်တဲ့အဆောက်ဦးဟာတုတ်တန်ကြောင်ဟာကြောင်းဆောင်ဟောင်းကြီးဟာအမလီတော်ကိုကျိုးတော့နဲပါပြီရှင်မလဲလက်သမားဆရာလုံနေပြီးတော့ဒီလိုပစ္စည်းတွေအိမ်မယူအောင်ဆိုတာရှင်မသိဘူးလားအာငါလဲဆရာတော်ကိုယ်တိုင်စွန့်လိုက်တဲ့ပစ္စည်းမလို့ယူလာရဲတာပါကွာ အဲ့ဒီသူ့ပြားရည်နဲ့များမကောင်းဆိုးဝါးတွေကပ်ပါလာလားမသိဘူးအခုကညဘက်ကြီးဆိုတော့ဘာမှလည်းလုပ်လို့မရတော့မနေ့ကမှပဲသူ့တွေပြန်လဲมาရမယ်အာကျမတော့မေးရဲတော့ရှင်ရှင်လဲမအိတ်နဲ့ဟာဒုက္ခပါပဲကွာဘာလို့လို့ဘာကြိုင်မှမသိတော့ဖြစ်သွားခဲ့ရပါတယ်အကြီးကောင်ကလည်းကုန်းကုန်းမိထနေလို့အားနဲ့ပြပြဖိချပြီးလဲနေရပါတယ်မိမကလည်းတငုံငုံတရီနဲ့မိုးမြက်လင်းမစီတော့လို့သာဆွတ်တောင်းနေပြန်ကုန်မေးရဲတော့ပါတော်ပါသေးတယ်မနေ့၄နိုင်လောက်မှာတော့လေးရက်စစ်မီးတွေပြန်လာလို့တိန်လုံးကိုမီးတွေထွန်းထားလိုက်ပါတယ် မနက်6နာရီလောက်မှာဆရာလာငွေစီဖုန်းလန့်ဆက်ရပါတယ်။ညာအဖြစ်ပြက်တွေကိုဆရာကိုပြောပြတော့ဆရာကလည်းအလုံးမသွားခင်အိမ်လာခဲ့မယ်လို့ဆိုပါတယ်။မနက်9နာရီခွဲလောက်မှာတော့ဆရာလာငွေနဲ့အလုံးသမားအဖွဲ့ရောက်လာခဲ့ပါတယ်။အေကန်ထဲမှာထိုင်ဖို့နေရာပြင်ပေးနေတဲ့ဆရာလာငွေကမင်းတို့ငါအဲ့နေ့တွေကပြောသားပဲကွာ။တင်းချိုင်းပစ္စည်းတွေမယူကောင်းတဲ့ဥစ္စာ။မင်းမဲရပါတယ်ဆိုပြီးတော့အခုတော့ဖြစ်ပြီမို့လား။အိုးဆရာရဲ့တင်းချိုင်းပစ္စည်းဆိုရင်ဖုန်းကြီးကြောင့်ပစ္စည်းလေဗျာ။ပြီးတော့ဆရာတော်ကိုရန်ဆွန့်လိုက်တာဆိုတော့ဘာမှမဖြစ်ဘူးထင်လို့ပေါ့ဗျာ။ဟဲ့ဟာ မကောင်းတဲ့ပြင်နဲ့တစ်တွေတုံးပြီလို့အိမ်ဒီမှာပုံနကတိုက်တယ်ဆိုတော့မင်းမကြားဘူးလားကြားပဲကြားဘူးလားလေးဆရာရဲ့အခုတော့ကြုံမှကြုံမှုသွားပြီဗျာအခုကဘယ်လိုလုပ်ကြမလဲကျွန်တော်သူ့တွေပြန်လဲပြစ်ချင်တယ်ဆရာရဲ့အေးလဲမှပဲရတော့မှာပေါ့ကွာလဲပြီးလို့ရှိရင်လည်းသူ့နေရာသူပြန်ပို့ရမယ်ကွာဒါနဲ့ကလေးကူမှကတ်နေတဲ့ကောင်ကဘယ်လိုလုပ်ရမလဲဆရာအဲ့ဒီအချိန်မှာပဲကျွန်တော်နဲ့လုံးဖို့ကင်မဲ့ကိုနေဝင်းဟာကျွန်တော်ရက်ကွက်ထဲမှာပျောကားကူတဲ့ဆရာတယောက်ရှိတယ်ဗျာကျွန်တော်သွားပင်ပေးရမလားအေးကောင်းတယ်ကွာငါဆိုင်ငယ်ယူသွားလိုက်ကျန်တဲ့ဖွဲ့တွေကတော့ဒီလိုလို့ မင်းရွှေနဲ့နောက်တစ်ယောက်ကဆိုင်မှာတွတ်အစ်တွေတွားဝယ်ပြီးတော့တွတ်တယ်လေကျန်တဲ့အဖွဲ့ကိုအာနိုးကခေါ်သွားဟိုမှာလှုပ်ဆရာရှိရဆက်လုံးနေကြလာငါနောက်ကလိုက်လာခဲ့မယ်ကဲကဲတွားတော့တွားမကြခင်မှာပဲကိုနေဝင်းနဲ့တူပယောကဆရာပါလာခဲ့ပါတယ်ကလေးကိုဆရာစီမှာပြတဲ့အခါမှာတော့ပူကက်နေတဲ့သူကိုထုတ်တယ်လို့တော့ပြောတာပါပဲကျွန်တော်သားကြီးလည်းတနာပါတယ်ငိုလဲငိုတုံလဲတုံနေပါတယ်ကြည့်တော့မကြည့်ရပါဘူးခဏလောက်ကြာတော့ပယောကဆရာကခမားကြားတဲ့မြင်တဲ့အတိုင်းပဲတင်းချိုင်းရပစ္စည်းတင်းချိုင်းမှာပဲပြန်သွားထားပေးလိုက်ပါဗျာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဗျာ ပယောကကုတဲ့ဆရာကိုညံပူဇော်ကကြော့လိုက်ပါတယ်။မေးတအိမ်သာတက်ရှင်တယ်။တော်ပါသေးရဲ့တားလေးစကားပြောလာတဲ့အခါမှာတော့ရင်မထဲကအလုံးကြီးကြာသွားခဲ့ရပါတယ်။မိမကလည်းလာလာတားလေးမမေလိုက်ဖို့ပြင်မဲ့ဆိုပြီးတော့အိမ်သာကိုခေါ်သွားခဲ့ပါတယ်။တော်သေးတယ်ဆရာကြီးတားလေးအဆင်ပြေသွားလို့။အေးအေးနောက်ဆိုရင်မှတ်ထားပေါ့ကွာ။ငါလည်းအလုပ်ထဲသွားတော့မယ်။မင်းပြီးသွားလို့ရှိရင်ဖုန်းဆက်လိုက်လေ။ထော်လာကြည့်ပြန်လွတ်လိုက်မယ်ကြာလား။သူ့တွေယူပြီးတော့ဒီလူတွေနဲ့ပဲမင်းပြန်လိုက်ခဲ့လိုက်။ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့။နေကင်းလောက်မှာတော့သူ့မိုးတွေပြန်လဲတာပြီးသွားခဲ့ပါတယ်။ ဝိုင်းလုတ်ကင်ပေးတဲ့လုံဖော်ကင်မက်တွေနဲ့နေလေစာအိမ်မှာပဲစားကြပြီးတော့တားကြီးကောင်လေးအချိန်နေပြန်ကောင်းနေပြီမလို့မိမရေဒီနေ့တော့နေဈေးမထွက်နဲ့တော့ကွာအိမ်မှာပဲတားနာပဲနေကြတော့နော်အဲ့လိုမှပြီးတော့တင်းကျိုင်းကိုထွက်လာခဲ့လိုက်ကြပါတယ်တုတ်တန်ချောင်းကိုရောက်တော့ဆရာတော်ကိုညာအဖြစ်ပြက်တွေကိုရှောက်တင်တဲ့အခါမှာတော့ဆရာတော်ကဒီကောင်တွေတဲလဲခက်တဲ့ကောင်တွေပါလားဘုန်းကြီးကတော့တကားကိုစိတ်တန်တန်နဲ့စွန့်လိုက်တာပါသူတို့တွေကစွဲနေကြတာဟုတ်ကွယ်အေးလေတကားစိတ်တည်းမတတ်တော့ရင်လေအဲ့ဒီသူတွေကြောင်းမှာပဲထားခဲ့လိုက်ပါတင်ပါဗျာ ညနေလုပ်ငန်းသုံးထော်လာခြင်းနဲ့အိမ်ပြန်လာခဲ့လိုက်ကြပါတယ်။အဲဒီသူတွေကိုတော့ကြောင်းမှာပဲထားခဲ့လိုက်ပါတယ်။မိမအကြီးကောင်ရောရှင်သာသွားဆော့နေလေရဲ့။ရှင်တော့နောက်ဆိုမဟုတ်ကဟုတ်ကဟာဒီအိမ်ကိုယူမလာနဲ့ကြလား။အိုးမိမရဲ့ငါလည်းဘယ်ယူခြင်းမှမလဲပတ်စံမှမရှိတဲ့ဥစ္စာ။ရှင်ကလည်းနောက်ဆိုရင်မိုးတဲ့ရေတဲ့ပဲအေးရအေးရအခုလိုကြီးတော့မကြုံညင်တော့ဘူးရှင်။ပြီးပါကွာငါလည်းမတ်သွားပါပြီ။ကျွန်တော်ကလည်းဘဝမောများစွာနဲ့တပ်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ရင်းနဲ့ ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။